မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်မှာရှိတဲ့ချင်းတွင်းမြေကြောင်းအတိုင်းစံတက်လာတဲ့စစ်သည်မောင်းအုပ်စုကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဂျွန်လ28ရက်နေ့မိုးလွယ်နှစ်နာရီခန့်မှာစာလင်ကြီးမြို့နယ်မှာရှိတဲ့ချင်းမင်းမြေကြောင်းအတိုင်းစံတက်လာတဲ့စစ်သည်မောင်းအုပ်စုကိုတော်လိုင်းတပ်ဖွဲ့များက ၃နေရာခွဲပြီးတော့ချင်းရင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်အဖွဲ့ဆလင်းကြီးနဲ့အတူမဟာမိတ်ညီနောင်များကရှေ့ရွက်မိုင်းများလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအထိနာပြီးတော့စစ်သည်မောဘော်ကပြစ်ကူပေးတိုက်ခိုက်ကချင်းရင်မြေကြောင်းအတိုင်းစံတက်သွားတယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိတော့လေအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါတယ်ဒီကောင်တွေက28ရက်နေ့ညနေမှာချင်းရင်တရာရှင်ဖြူရှင်တရာမှာအိတ်တာ AOD ကနေတက်လာတဲ့ကောင်တွေ ဖလက်6စီစစ်သည်မောအကြီးက2စီအသေးက3စီတိုက်ပွဲကတော့စာလင်းကြီးတနေရာမှာတိုက်ခိုက်တာပါနှစ်နာရီထိုးလောက်မှာစတင်တိုက်ခိုက်ဖြစ်တယ်တိုက်ပွဲဖြစ်ပွားချိန်ကတော့တနအီလောက်ကြာမယ်အစည်းရေကလည်းများတာဆိုတော့လေရှင်ပြူရှင်တရားမှာ AB မနေ့6နိုင်လောက်မှာအထက်ကိုစံတက်လာတာပါစံတက်လာတော့ပါရာမော်တာနှစီးနဲ့တက်လာပြီးတရက်ကိုင်းဘက်ကိုနှလုံးချသွားတယ်ပြည်သူ၄ဦးတေဆုံးတယ်ဖလက်တစည်းကလည်းမိခိုးတွေကိုမဲသွားတာ ွိုက်မိသွားတာကတော့ရှေ့ထွက်တို့ဖူးထွက်တို့ ਨੇ ပြစ်တာမဟုတ်လို့ပါရေချောင်းဆိုတော့စစ်ခွေးတွေတဲ့စင်းကရှင်းနိုင်တယ်မဟာမိတ်အဖွဲ့တွေအများကြီး ਨੇ တိုက်ခိုက်ခဲ့တာပါလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဆက်လင်းကြီးခေါင်းဆောင်ကိုဘိုက်ကပြောပြထားပါတယ်ချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်အဖွဲ့ဆက်လင်းကြီးအနေနဲ့ဆက်လက်ပြီးတော့တိုက်ပွဲများပေါ်ဆောင်နိုင်ရန်အတွက်ပြည်တွင်းပြည်ပကထောက်ဖို့အဖွဲ့အစည်းများအနေနဲ့လည်းကြည်တရောင်ဘိုးပဲဖြစ်ဖြစ်ပါဝင်ထောက်ဖို့ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်ငတန်းချောင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ344အနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအဖွဲ့များကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာဇွန်လ26ရက်နေ့ကစပြီးတော့ဒရုန်းများနဲ့လေကြောင်းကနေကင်းထောက်ကဘုံကျဲတက်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတိုက်ပွဲပြင်းထန်မှုကြောင့်အမြောက်တပ်344အတွင်းမှာအမြောက်ပြောင်းထောင်ကအနီးကပြစ်ခတ်နေရတဲ့အထိလုံထွေးရစ်ပတ်အနေထားဖြစ်နေတယ်လို့သိရပါတယ်ဒါအပြင်ပန်တော်ကြီးကျေးရွာဘက်ကလည်းလက်နက် အကြီးများနဲ့ပြစ်ခတ်ခဲ့ပြီးတော့ဇွန်လ28ရက်နေ့ညပိုင်းအထိကိုလေးချောင်းကနေပြီးတော့လေးချိန်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အမြောက်တပ်34အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျုံမျော်ကနေစစ်ကူပို့တာတွေလည်းပသိမ်ဆေးရုံကိုကြီးပဲပြန်လွှဲနေရတယ်လို့ပြောတယ်။လေးမြနာဘက်ကပါအင်အားကမျှပို့နေရတဲ့အနေထားပါလို့ရေကြီးဒေသခံတအုပ်ကရှင်းပြထားပါတယ်။စစ်ကောင်စီဟာရေနသာလမ်းစုံနဲ့လက်ပံရွာဖုံးကြီးကျောင်းတို့မှာအရာရှိအပါအဝင်15ဦးခန့်စီးကိုအစင်တဲ့အနေထားချထားပြီးတော့ဆက်ဆက်ယူနေတယ်။ ကကူကြီးကျေးရွာဘက်ကိုလည်းဖောကာနှစ်စီးအပြည့်စစ်ကူများပို့ဆောင်ထားတယ်လို့သိရပါဗါဒတော်လိုင်းပူပေါင်းတပ်များကစာအုပ်ဆမ်းဘက်ကနေပြီးတော့အမြောက်တပ်ဘက်ကိုတွန်းမြင်လာရာကြောက်ထုတ်လုပ်ရေးကွင်းဘက်မှာတိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံများထံကသိရပါဗါဒအမြောက်တပ်3-4လေးအတွဲမှာစစ်ကောင်စီရဲ့အင်အားဟာ80ခန့်သာကျန်တော့တဲ့အတွက်စစ်ကူများအလင်းများပို့ဆောင်နေရပြီးငတိုင်းကျောင်းမှာရှိတဲ့စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များဟာဘုံဒီကိုရင်မှတ်မှာချိန်ပြီးတော့ဟန်ရေးပြင်နေကြတယ်လို့ဒေသခံများကပြောပါဗါဒ အခုဇွန်လအတွင်းမှာတဲနုကုံစောပြာကြားကြိုက်ကွင်းရွာများကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကသိမ့်ပိုက်ထားပြီးတဲ့နောက်စစ်ကောင်စီအနေနဲ့ပသိမ်မုံရွာလမ်းပိုင်းကိုပြန်လည်ပြီးတော့စိုးမိုးနိုင်ရန်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်လေးချောင်းရံကာကွယ်ရေးစခန်းဗရန်တက်နယ်နိုင်ရီကန်ဘျူဟာအနီးမှာစစ်ကောင်စီတပ်နဲ့အရခတက်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကူပုတ်နေပြီးတော့အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့ရှေ့တန်းသတင်းအင်မီထံကသိရပါဗျ။ လေချောင်းကင်းထောင်းမှုတွေရှိနေတယ်စစ်တပ်ဘက်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ကူပေးနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကအမှတ်905အမြောက်စခန်းကုတ်ခဲမှုဌာနချုပ်မဆခ905နဲ့အမြောက်တပ်ရင်း406တို့ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပြီးတော့ဘုံဘောခမောက်တောင်ဘက်ကနေလဲ နိုင်ရေကန်ဘက်ကိုလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မကွေးဘက်ကနေပြီးတော့ကန်တုံစခန်းဘက်ကိုစစ်သုံးကားကြီး၃စီးအပြည့်နဲ့အင်အားများကိုမနေ့ကဇွန်လ28ရက်နေ့ကပို့ထားတယ်လို့ဒေသခံများထံကသိရပါဗျ။နိုင်ရေကန်အနီးပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကအမြောက်လက်နက်ကြီးများနဲ့ဒရုန်းများကိုတုံးပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုဇွန်လနောက်ဆုံးပတ်အတွင်းမှာ နိုင်ရင်ကစီးဆိုင်တန်းကစစ်ကောင်စီရဲ့ကာကင်းစခန်းတချို့စခန်းဆုံးခွာထွက်ပြေးမှုများရှိခဲ့ကြောင်းဒေတာတွင်သတင်းမြင့်များထံကသိရပါဗျ။နိုင်ငံလေချောင်းရံကာကွယ်တပ်ကိုစစ်ကောင်စီကလူအပြောင်းလဲများစွာလှုပ်ထားပြီးတော့မကြသေးမီကတမ69တမမှုဖြစ်သူကိုတာဝါတိုင်းစခန်းကုန်းလက်လွတ်ရမှုအေအေနဲ့ချိတ်ဆက်ပြီးတော့လက်နက်ချရန်ကြံစီမှုတို့နဲ့ယာရုကနေထုတ်ပယ်ပြီးနေပြည်တော်မှာစစ်ကြောရေးပြုလုပ်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမှာရှိတဲ့မြို့နယ်တချို့မှာတိုက်ပွဲများဖြစ်ပွားနေစဉ်စစ်ကောင်စီကရန်ကုန် AOD အဝေးပြေးလမ်းကစစ်ဆေးရေးဂိတ်များမှာ ဘန်ကအစ်င်များထပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AOD တိုင်းနဲ့ရန်ကုန်တိုင်းအဓိကဝင်းပေါက်ကအကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်တဲ့ပန်တိုင်ဂိတ်မှာမျောစင်ပါတဲ့ဘန်ကတစ်ခုဆောက်လုံနေသလိုညောင်တုံးမျိုးကိုဖျက်သွားတယ်။ဘုံမြတ်ထွန်းတရားရဲ့ရန်ကုန်ဘက်အစင်းမှာလည်းဘန်ကအစ်င်ဆောက်လုံနေတာကိုဇွန်လ28ရက်နေ့ကမြင်တွေ့ခဲ့ရတယ်လို့ခီးသွားတချို့ကပြောပြထားပါဗျ။ပန်တိုင်ဂိတ်မှာရန်ကုန်ဘက်ကိုအဝင်ကားရောအထွက်ကားများကိုပါရက်ခိုင်းပြီးတော့စစ်ဆေးနေတယ်လို့သိရပါဗျ။ ခရီးသွားတွေကိုပြူစောတိများကအဓိကဆက်ဆဲပြီးတော့ရဲနဲ့စစ်သားတွေကစောင့်ကြည့်ရေးတာဝန်ယူထားတာကိုတွေ့ခဲ့ရတယ်လို့ခရီးသွားတို့ကပြောပြထားပါတယ်။ဥပဒေမဲ့ပတ်စံတောင်းမာကတိုင်ကြားရန်ဆိုပြီးတော့ဗနိုင်းနေနဲ့စကတ်ထားတော့လေကာတဲ့တစည်းကိုတထောင်ကနေ3000ကျပ်ချားမှပေးရပြီးတော့မှတ်ပုံတင်ဟောင်းနှန်းနေတဲ့ခရီးသည်များထံကနေပြီးတော့ငွေကျပ်9000ကနေ1000ခွဲချားတောင်းယူပြီးမှပြန်လွှတ်တယ်လို့သိရပါတယ်။ပန်တိုင်ဂိတ်နဲ့ရန်ကုန်ပသိမ်ဟင်းသရလမ်းခွဲဖြစ်တဲ့ဘုံမြထုံးတရာအထိကိုစစ်စင်းရေးဂိတ်3ခုရှိပါတယ်။ အဲ့ဒီတရားကပသိမ်မျိုးအထိပန်းတန်တော်ကြောင်ကုန်စတဲ့မျိုးတွေကိုဖြတ်တယ်တရားကနေဟင်းသရမျိုးအထိညောင်တုံးဓနုပြူဇလွန်မျိုးတွေကိုဖြတ်တယ်လို့သိရပါတယ်မြို့အဝင်နေရာများမှာစစ်စေးရေးဂိတ်များရှိတယ်လို့သိရပါတယ်အဲ့ဒီဂိတ်များဟာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဖွင့်လိုက်ခြင်းဖြစ်ပြီးတော့ခရီးသွားကားများအေစီကားများကိုလည်းစစ်စေးပြီးတန်တရားရှိသူများကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ် 2023ခုနှစ်မှာဂိတ်အချုပ်ကိုပြန်လည်ရုပ်သိမ်းခဲ့တော့လဲ2024ခုနှစ်နှစ်ကုန်ပိုင်းမှာ ARD တိုင်းအတွင်းတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်ဂိတ်များကိုပြန်လည်ဖွင့်ထားပြီးတော့စစ်ဆေးမှုများတင်းကျပ်ထားတာကိုတွေ့ရပါတယ်။လုံခြုံရေးကိုအကြောင်းပြပြီးတော့စစ်ဆေးနေတဲ့အချိန်မှာလဲတရောင်းစားတွေလိုပဲငွေကြေးချင်းချောက်တောင်းဆိုမှုများပြုလုပ်နေတယ်လို့သိရပါတယ်။ အေယဝရီတိုင်းမှာပသိမ်ဟင်းသရဖြာပုံမြောင်းမြမုံဦးပင်မြို့အပါအဝင်26မြို့နယ်ရှိပြီးတော့ရေလိုင်းရောကုန်းလိုင်းရောပါရန်ကုန်တိုင်းနဲ့ဆက်သွယ်ထားတယ်လို့သိရပါဗါဒလက်ရှိမှာအေယဝရီတိုင်းအတွင်းရေကြီးလေးမျက်နှာမြို့နယ်နဲ့ဆက်ဆက်နေတဲ့ဒေသများမှာ အရခတက်တော်အေအူးဆောင်တဲ့ပူပေါင်းတက်များနဲ့စစ်ကောင်စီတက်များကြားတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါဗျ။ဒါအပြင်အေယော်ဒီတိုင်းအတွင်းမှာရှိတဲ့တိုက်ပွဲများကိုအချိန်မြင့်ပြီးတော့ဖော်ဆောင်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်အဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းကွန်းဒေသအတွင်းမှာစစ်ကောင်စီကကြည်ရည်လေးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတာကြောင့်ဒေသတစ်ခုလုံးဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်ဟာအင်အား200ဝန်းကျင်နဲ့မြေပြင်စစ်ကြောင်းထုံးမှုတွေကိုပြုလုပ်နေတာဖြစ်ပြီးအေရီမြေအတွင်းကစစ်သင်းမော်တွေနဲ့လေယာဉ်တွေကအဲ့ဒီစစ်ကြောင်းတွေကိုလိုက်လံကူညီပေးနေတာဖြစ်တယ်လို့သိရပါဗျ။ရွာစဉ်တစ်လျှောက်လုံးကိုစစ်ကြောင်းထုံးနေတာပေါ့။အိမ်တွေထဲကိုဝင်းနေတွေ့တာတွေအကုန်ယူပြီးရင်မီးရှို့ ဖုန်ကြီးเจ้าတွေပါမချမ်းဘူးအကုံဝင်အကုံယူပဲရေကလည်းတက်နေတော့ရွာသူရွာသားတွေထွက်ပြေးရတာအဆင်မပြေဘူးအရန်ကိုဒုက္ခရောက်ရတယ်လို့ကင်းရွာကဒေသခံတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့စစ်เจ้าဟာဖုန်တော်ကြီးเจ้าများကိုပါဝင်းရောက်ဝင်နောက်ရှာဖွေမှုတွေပြုလုပ်တာကြောင့်မင်းကုန်းဆရာတော်ကြီးရဲ့တိပိတကနိကာယเจ้าတိုက်ကစာဖြေတန်ဃာတော်တွေအပါအဝင်ဒေသတွင်းက ဖုံးတော်ကြီးចောင်းပေါင်း20ကျော်ကယဟန်တန်ဃာတွေဟာလဲဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံဆရာတော်ကြီးဂျမားကမိန့်ကြားထားပါတယ်။လက်ရှိအချိန်မှာမင်းကုန်းတောင်ရွာ၊မြောက်ရွာ၊ရှားရောင်၊ကင်း၊ချောင်းမကြီး၊အုံးတစင်၊မြေတိုင်း၊ရွှေခဲပြန်အိုင်းတိုင်းစတဲ့ကြီးရွာတွေအပါအဝင်ဒေသတွင်းကကြီးရွာပေါင်း20ကျော်ကတောင်းနဲ့ချီးတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေတာကန်ဒီကပြောပြထားပါဗျ။ ARD မြေကျောင်းတလျှောက်မြောက်ဘက်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးစစ်ကြောင်းဟာဖြတ်တန်းသွားရာလမ်းတလျှောက်ကကြေးရွာတွေကိုရွာလုံးကျွတ်မိရှုဖြတ်စည်းတာတွေကိုပြုတ်လုံနေတာကြောင့်လက်ရှိအချိန်မှာရှားရောင်၊ကင်၊ချောင်းမကြီးနဲ့အုံးသစင်ကြေးရွာတွေကအင်ဂျီပေါင်း900ကျော်ဟာမိလောင်ပြတ်စည်းခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာပေါ်တာဆွဲခံရပြီးတဲ့နောက်ငွေကျပ်350စစ်ခွေးတပ်ကိုပေးခဲ့ရတော့လဲပြန်မလွတ်ပေးပဲစစ်မှုထမ်းအဖြစ်နဲ့တွတ်သွင်းခံခဲ့ရတဲ့တပ်သားတဲ့ရဲရင်ခန့်ညာဟာ KNL ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်မှာစစ်တပ်ကရဲရင်ခန့်ညာနဲ့တငယ်ချင်း၃ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုမထမ်းခြင်းရင်ငွေကျပ်350ပေးရမယ်ဆိုပြီးတောင်းခံခဲ့တယ်လို့သိရပါတယ်ငွေကျပ်350 သူတို့တောင်းတဲ့အတိုင်းပေးခဲ့တော့လေစစ်တပ်ကပြန်လွတ်မပေးပဲငွေကိုလည်းယူလူကိုလည်းယူအတင်းအဓမ္မစစ်သားတဲ့အဖြစ်စုဆောင်ခဲ့ကြအောင်အလင်းဝင်လာသူစစ်မှုထမ်းတပ်သားတဲ့ရဲရင်ခန့်ညောင်းကပြန်လည်ပြောပြထားပါရယ်ကျွန်တော်တို့ကိုလမ်းမှာစစ်ပြီးတော့ခေါ်လာပြီးတော့ကြောင်မီးသွေးစခန်းကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့အမေတွေကိုခေါ်ပြီးတော့ ပြန်လွတ်ပေးစေခြင်းရင်ပတ်စံ350ပေးရမယ်ဆိုပြီးပြောတယ်ကျွန်တော်တို့အမေရိကလည်းပတ်စံ350ကိုရှာပြီးပေးလိုက်တော့ကျွန်တော်တို့ကိုညာရင်းချင်းပဲပြည်ဦးလွင်စူဆောင်ရေးတပ်ကိုပို့လိုက်တယ်ပြည်ဦးလွင်မှာ10ရက်လောက်ထားပြီးတော့ဘာထူးတင်တန်းချောင်းကိုထပ်ပို့တယ်လို့အလင်းဝင်လာတဲ့တပ်သားရဲရင်ခန့်ညာကရှင်းပြထားပါဗျာအာဓမစစ်သားစူဆောင်ခြင်းခံရတယ်စစ်ကောင်စီတပ်သားတဲ့ရဲရင်ခန့်ညာကတပ်မ55လက်အောက်ခံခမရ111ခွန်က အောင်စေရစစ်ကြောင်းထံကိုပို့ဆောင်ခံရပြီးတဲ့နောက်စစ်တပ်ထဲကနေထွက်ပြေးလာက KNL ထံကိုအလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်ကောင်စီတပ်အတွဲမှာကြီးနိုင်ငံချင်းပြုလုပ်မှုများမတရားသဖြင့်ခိုင်းစေမှုများမလုံနိုင်တဲ့အရာတွေကိုအတင်းအကျပ်ခိုင်းစေမှုများရှိနေတယ်လို့အလင်းဝင်လာတဲ့တပ်သားတဲ့ရဲရင်ခန့်ကြားကရှင်းပြထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ